အားလုံးပဲမင်္ဂလာပါ Scary Entertainment Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းနဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကတော့တေမန်းမသိပဲနဲ့ယဟန်ဝတ်ဖို့ခွင့်တောင်းတဲ့လူတစ်ယောက်ကြောင့်ဖြစ်ပါတယ်အကြောင်းလည်းမစတဲ့ရင်မှာကျွန်တော်တို့ Channel ကို Subscribe လုပ်ရသေးရင်လုပ်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီးပါလို့ပြတဲ့ရခိုင်ပြန်ပါတယ်ဟုတ်ကဲ့အကြောင်းလည်းမစတဲ့လိုက်အောင်သူရဲ့ဇနီးနဲ့အတူတူရှိခဲ့တဲ့အတိတ်ကိုပြန်တွေးရင်းနဲ့ရှာကြည့်တဲ့ငိုကျွေးနေတဲ့အချိန်မှာပဲရုတ်တရက်ကိုဝင်ဆောင်ဝတ်စုံနဲ့ ်တင်စားရဲ့ဝိညာဉ်ပေါ်လာပါတော့တယ်။စောစောတရားအိမ်ထဲမှာအောင်းနေတာရက်တော်တော်ကြာပါပြီ။သူအခြေဆုံးစနီးတင်စားရဲ့ထွက်ခွာသွားခြင်းကိုနာကျင်ခံစားရလို့မူယူအောင်တောက်နေကြတာပါ။သူမကသူနဲ့ရတဲ့ပထမဆုံးရင်သွေးကိုလွှဲထားတာရှစ်လရှိပါပြီ။မွေးဖွားကန်ဒီမိခင်ဖြစ်တော်မဲ့မိန်းကလေးဒါပေမဲ့စောစောရဲ့မစင်ကျင်မှုကြောင့်တိတ်ဆုံးခဲ့ရပါတယ်။သူကအရက်မူးပြီးတော့ကောင်းမောင်းခဲ့တာပါ။သူခြေစနီးနဲ့အတူရင်တိုက်မှုဖြစ်ပြီးတော့တိတ်ဆုံးသည့်အထိဖြစ်ခဲ့ရပါတော့တယ်။ ဒါပေမဲ့သူတယောက်တည်းအသက်ရှင်ကြရပါတယ်ဒါကသူ့ကိုအရှင်လက်လက်တေဆုံးနေရတာနဲ့ဘာမှမထူးတော့ပါဘူးသူကြောင့်ဇနီးနဲ့ตาနဲ့တေဆုံးရတယ်ဆိုပြီးတော့အမြဲတမ်းကိုကုတ်ကူအပြစ်တင်နေရပါတယ်ဒါကြောင့်စောစောကိုယ်တိုင်းလေးငငယ်ရွယ်ရွယ်နေစိတ်တံရရသွားလာပါအဲ့ဒါကြောင့်မလို့ပဲစောစောကအိမ်ထဲမှာအောင်းနေပြီးတော့အရက်ကိုမူးယူးနေအောင်တောက်နေပါတော့တယ်အလုံးမလုံးထမင်းမစားရေမချိုးသူ့စိတ်ထဲမှာတော့သူ့ရဲ့ဇနီးနောက်ကိုအခုချက်ချင်းလိုက်ပြီးတော့တည်သွားခြင်းနေပါတယ် သူ့ရဲ့ဇနီးနဲ့အတူတူရှိခဲ့တဲ့အတိတ်ကိုပြန်တွေးရင်းနဲ့ရှာကြည့်တဲ့ငယ်ငိုကြွေးနေတဲ့ချိန်မှာပဲရုတ်တရက်ကိုဝင်ဆောင်ဝှဆုံနဲ့တင်စားရဲ့ဝင်းကျင်ပေါ်လာပါတော့တယ်။သူမရဲ့ခန္ဓာကိုယ်မှာတွေးရည်အပြည့်ပါပဲ။ဒါကဇော်ဇော့ကိုချက်ချင်းအမှုပြေသွားစေပါလေ။ကိုဇော်ကိုကိုကိုထပ်ပြီးမနှိမ့်စားပါနဲ့တော့။ကျမနဲ့ကလေးကတည်သွားပါပြီ။ကိုကိုကိုဒီထပ်ပို့ပြီးတော့ချစ်တင်ပါလေ။တင်စားတကယ်အခုစီလာတာပဲ။တင်စားအခုကိုပြစ်မသွားလို့အယံဝမ်းတာပါလေ။ ကျမရဲ့ဝိညာဉ်ကကံကျမအနှောင်ဖွဲ့မှာရှိနေတော့မယ်ဒီလိုမျိုးခဏလောက်တော့နေရအောင်မယ်အချိန်တန်ရင်သွားရမယ့်လမ်းကိုသွားရမှာပါကျမတို့ခွဲခွာရတော့မယ်ဘယ်တော့မှပြန်ဆုံနိုင်မှာမဟုတ်တော့အဲ့ဒီမှာကိုဇော်ကတော့အယံဝန်းနေပါလေတင်စာရဲ့အကိုတင်စာနဲ့ကလေးကိုထွက်မသွားစေချင်ပါဘူးအကိုကိုပါခေါ်သွားပါတော့လားအဲ့လိုပြောလိုက်တော့တင်စာကကျမမလုပ်နိုင်ဘူးဘာလို့လဲဆိုတော့ကိုဇော်မှာအဖေတယောက်ကြံသေးတယ် ကိုစောအဖေကိုစောင့်ရှောက်ဖို့အသက်ရှင်နေတဲ့။ဒါပေမဲ့အကူကျွန်မကိုပြောစီခြင်းနဲ့ဆိုရင်ယဟန်ခံပြီးပါ။တောင်းပန်ပါတယ်။ဒါမှအကူလည်းဘဝသစ္စာနိုင်မှာ။ကျွန်မနဲ့ကလေးလေးကောင်းရမွန်ရအောင်ကိုရောက်နိုင်မယ်။အချိန်မလွန်ခင်လှုပ်ပါ။သင်စားရဲ့ဝိညာဉ်ကခင်မွန်းကိုသတိပေးစကားပြောကြပြီးတဲ့နောက်မှာတော့သူမရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားပါတော့တယ်။ဒါကစော်စော့ကိုသတိဝင်လာသိပြီးတော့သူမအသက်ကြီးတဲ့အဖေတယောက်ရှိသေးတယ်ဆိုတာပြန်စဉ်းစားမိသေးပါတယ်။သူကသူ့အသက်ကိုမဆောင်ရှောင်းရင် သူ့အဖေဘယ်လိုနေမလဲအဲ့ဒါနဲ့စောစောတယောက်ယဟန်ခံကိုဆုံးဖြတ်လိုက်ပါတော့တယ်ဒါပေမဲ့သူကအရေးချိန်နဲ့အနာမမယူလာကြာပြီဖြစ်လို့အယန်းကိုငိုင်ပြီးလာပါတယ်ဒါကြောင့်သူကစိတ်ကြည်နံမှုနဲ့တမေးအိပ်ပြောသွားပါတော့တယ်နိုးလာတဲ့ခါမှာတော့စောစောကသူ့မိန်းမရဲ့သတိပေးတဲ့စကားကိုပဲပြန်စဉ်းစားမိနေပါတယ်ဒါကြောင့်အားတက်လာပြီးတော့သူစနီးရဲ့တောင်းဆိုချက်အတိုင်းယဟန်ခံကိုဆုံးဖြတ်လိုက်ပါတော့တယ်သူကကားမောင်းပြီးတော့သူ့အဖေကြီးညိုလေးစားရတဲ့ဘုန်းကြီးစီကိုသွားပါတယ် သူယဟန်ခံလို့ကြောင်းရှောက်တင်ပြီးတော့ဘုံကြီးကိုသူ့အားယဟန်ခံပြီးမြစ်တာရက်ခံပါတယ်။ဒါပေမဲ့ဘုံကြီးကလက်ခံလိုက်ပြီးမြေယဟန်မခံခင်ခုနှစ်ရက်လိုမှာចောင်းကိုလာပြီးတော့အဖြူရောင်ဝက်တီလာဆောက်တီဖို့ပြောပါတယ်။စောစောလေးကောင်းကောင်းနားလဲသွားပါပြီ။အဲ့ဒီနောက်မှာသူ့အိမ်ကနေပြီးတော့သူ့အဖေအိမ်ကိုသွားပါတယ်။သူ့အဖေကိုကြောက်ပါတယ်။အရင်ကပြင်မာမိတာတွေရှိရင်လေခွင့်လွတ်ပေးဖို့တောင်းပန်ပါတယ်။ဘာလို့လဲဆိုတော့သူကယဟန်ခံတော့မှဖြစ်လို့ပါပဲ။စောစောရဲ့အဖေဘွားကတိတ်မကြတော့ပါဘူး။ ာယဟန်ခန္ဓာကိုတစ်ခါလောက်မြင်ကျင်တယ်အဖေမင်းကိုသင်ကန်းခွင့်နဲ့တစ်ခါလောက်မြင်ကျင်တာဒါမှအဖေမျက်စိမိတ်နေမှာပါဟုတ်ကဲ့အဖေကျွန်တော်အဖေအတွက်ရောကလေးနဲ့တင်းစားအတွက်ကိုယဟန်ခံပါမယ်ဆိုပြီးခရီးပေးပါတယ်ဒါမှသူတို့ကောင်းရမွန်ရဘဝကိုရောက်နိုင်မှာကျွန်တော်အတွက်စိတ်ပူနေပြန်မလို့တော့ဘူးပေါ့အေးဒီလိုတွေးနေတာကောင်းတယ်နောက်ဆိုရင်တာဘဝသိရလိမ့်မယ်သူ့အဖေကစောစောရကောင်းကိုကျင်နာကပုတ်တက်ပြီးလိုက်ပါတော့တယ်အဲ့ဒီနောက်မှာတော့သူကစိတ်လက်ပေါ်သွားစွာနဲ့အိမ်ကိုကားမောင်းပြန်လာပါတယ် ဒါပေမဲ့ဇော်ဇော်ရက်ကသူ့အဖေအိမ်ကနေထွက်သွားရုံပဲရှိပါသေးတယ်။အိမ်နီးနာချင်းတယောက်ကကားထဲမှာလူမပါပဲမောင်းနေတာကိုမြင်ပြီးတော့အံ့ဩသွားပါတော့တယ်။ဒါကြောင့်ဇော်ဇော်ရက်အဖေအိမ်ကိုသွားပြီးတော့အဲ့ဒီအကြောင်းကိုပြောပြပါတော့တယ်။အဲ့ဒီမှာပဲဇော်ဇော်ရက်အဖေကစိတ်ထဲမှာထူးခြားစွာခံစားလိုက်ရပါတယ်။ဘာလို့လဲဆိုတော့သူ့သားကိုထိတွေ့တော့ကပြောမပြတတ်အောင်အေးဆက်နေတာကိုခံစားခဲ့ရလို့ပါပဲ။ဇော်ဇော်တစ်ခုခုဖြစ်မှာစိုးရိမ်တဲ့စိတ်နဲ့အဖေဖြစ်သူကဇော်ဇော်ရဲ့အိမ်ကိုအမြဲတမ်းသွားလိုက်ပါတယ်။အိမ်ကိုရောက်တော့ သူ့အဖေကအရန်စိတ်ပူနေပြီးတော့ဇော်ဇော်ရဲ့အိမ်တကားကိုရိုက်ချိုးပြီးတော့ဝင်သွားလိုက်ပါတယ်။နောက်ဆုံးမှာတော့ဝမ်းနေစရာမြင်ကွင်းတစ်ခုပဲမြင်လိုက်ရပါတော့တယ်။ဇော်ဇော်ရဲ့ခန္ဓာကိုယ်ကဖြူဖြော့နေပြီးတောင်တင်းနေပါတယ်။အသက်ရှူကတော့ရက်နေပါပြီ။သူ့အဖေကဇော်ဇော်ရဲ့ခေါင်းကိုချစ်ခင်ကျင်တော်ကပုတ်တက်ပြီးတော့ဇော်ဇော်ကလေးပေါ်တော့ကအချောင်းကိုပြန်တွေးမိပါတယ်။ဇော်ဇော်အဖေရဲ့မျက်ရည်တွေကလည်းစီးကျလာပါတော့တယ်။အသက်အရွယ်ကြီးရင်တဲ့အဖေတဲ့အသက်ငယ်သေးတဲ့သားကအရင်တေဆုံးသွားလိမ့်မယ်လို့ဘယ်တော့မှမတွေးမိဘူး။ အိမ်မက်မမက်ခင်မိပါဘူးအဲ့ဒီချိန်မှာပဲဇော်ဆော့ရဲ့ကားကအိမ်ထဲကိုဖြည်းဖြည်းချင်းမောင်းဝင်လာပါတယ်သူ့အဖေကကားထဲကိုလှမ်းကြည့်တဲ့အခါမှာတော့ကားမောင်းသူကိုမတွေ့ပါဘူးကားရက်သွားတော့ကားတစ်ခါကအလိုလိုပွင့်သွားပြီးတော့ပြန်ပိတ်သွားပါတယ်ဒါပေမဲ့ဘယ်သူမှမတွေ့ပါဘူးဇော်ဆော့အဖေတယောက်လမ်းဖြန့်ပြီးတော့ချက်ချင်းပဲချက်သိမ်းနေထားသွားပါတော့တယ်ဒါတိမ်မန်းမသိသေးတဲ့ဇော်ဆော့ရဲ့ဝိညာဉ်ဖြစ်ရမယ်ဆိုတာထေချာသွားပါတော့တယ်ဇော်ဆော့တားရဟန်းခံဖို့စိတ်ကူးနေကြတာအဖေအရန်ကြည့်သူတယ်မှာလေဒါကတားရဲ့စိတ်စေတနာကောင်းပဲ ဒါပေမဲ့အချိန်နှောင်းသွားပါပြီ။အဲ့ဒီချိန်မှာပဲဇော်ဇော်ရဲ့ငိုရှိုက်တန်ကထွက်ပေါ်လာပါတော့တယ်။သူ့ရဲ့ဝင်းရင်ကလည်းတဖြည်းဖြည်းပေါ်လာပါတယ်။မျက်နှာကဖြူဖြော့နေပြီးတော့မျက်ဝန်းတွေကလည်းဝမ်းနဲ့ညှိုးငယ်နေပါတယ်။အဖေကျွန်တော်တကယ်ပဲတည်သွားပြီလား။ကျွန်တော်အိမ်မက်မက်နေတာမဟုတ်ဘူးမလား။အေးအဖေလည်းသားလိုပဲထိတ်လန့်သွားတာပါပဲ။သားရဲ့ခန္ဓာကိုယ်ကအသက်မရှိတော့တာ။နာယူပေါင်းများစွာကြာပြီ။သားဖုံးကြီးစီမသွားခင်အဖေကိုလာကြတော့ခဲ့သေးတာပဲ။ ဘာလို့ကံကြမ္မာကကျွန်တော်ကိုဒီလောက်ရက်ဆက်ရတာလဲကျွန်တော်လူသစ်ဖြစ်ဖို့ပြန်ပြီးပြင်ဆင်နေပြီလေအဖေအတွက်ယဟန်ခံမယ်မိန်းမအတွက်ယဟန်ခံမယ်ဒါပေမဲ့ကံကြမ္မာကကျွန်တော်အသက်ကိုလာနှုတ်သွားပြီအခုငါတို့နှစ်ယောက်ဘာမှမတတ်နိုင်တော့ဘူးလေလက်ခံမှုပဲရှိတော့တာပေါ့ဘာလို့လဲဆိုတော့လူတိုင်းတည်ခြင်းတရားကိုကြုံတွေ့ရမှာပဲစောတာနဲ့နောက်ကျတာပဲကွာလေဒါပေမဲ့ကျွန်တော်ဒီလိုငငယ်ရွယ်ရွယ်နဲ့မတည်သေးတော့ဘူးလို့ပြန်တွေးမိသွားပြီဘာလို့လဲဆိုတော့မိန်းမနဲ့ကလေးအတွက်စိတ်ပူတာပြင်အဖေအတွက်လည်းစိတ်ပူလို့ပါ အဖေကိုစောင်းရှောက်မဲ့သူမရှိတော့ပါဘူးအဲ့လိုပြောလိုက်တော့ဇော်ဇိုးရဲ့အဖေကအဖေအတွက်စိတ်မပူပါနဲ့အဖေဆုံးဖြတ်ပြီးပြီအဖေရဟန်းခံမယ်အဖေကဇော်ဇိုးအတွက်တင်စားအတွက်ပြီးတော့ဘိုက်ထဲကမြေးလေးအတွက်ပါရဟန်းခံမယ်ဇော်ဇိုးကအရင်ကားထပ်ပူပြီးတော့ဝမ်းနေသွားငိုကြွေးပါတော့တယ်ဘာလို့လဲဆိုတော့အစကသူ့ရဲ့မိန်းမနောက်လိုက်တည်ခြင်းတဲ့အတွေ့ကမှားရွေးတဲ့အတွေ့ဖြစ်မှန်းတည်သွားလို့ပါပဲသူ့မှာဘယ်သူမှမကြံတော့ဘူးဆိုတာထင်ခဲ့ပေမဲ့အဖေရှိသေးတယ်ဆိုတာသတိရလာတော့သူ့အဖေအတွက်အသက်ရှင်နေခဲ့တာပါ ဒါပေမဲ့ကြာကြမာကတော့သူ့ကိုခွင့်မပြုတော့ပါဘူး။ဇော်ဇော်ရဲ့အတူပါကိစ္စတွေပြီးသွားတော့ဇော်ဇော်ရဲ့အဖေကဇော်ဇော်နဲ့ချွေးမအတွက်ရဟန်းခံလိုက်ပါတယ်။ဒါကိုဇော်ဇော်ရဲ့ဝိညာဉ်ကလက်မခံသေးပါဘူး။ဝိညာဉ်လောကမှာသူ့ရဲ့ဇနီးတင်စာနဲ့ပြန်ဆုံတွေ့ခဲ့ရပြီပဲပေါ့။ဒါပေမဲ့အချိန်တန်တော့လေတင်စာရဲ့ဝိညာဉ်ကသူ့ရဲ့ကံအတိုင်းပေးဆက်ဖို့သွားရပါတော့တယ်။ဇော်ဇော်ကတော့ဘယ်အချိန်ကျမှစိတ်ဖြစ်နိုင်မလဲ။အဲ့ဒီချိန်ရောက်မှတခြားဘုံဘဝကိုချက်ချင်းသွားနိုင်မှာပါ။ဇော်ဇော်ရဲ့ဝိညာဉ်ကကြောင်းမှာရဟန်းဝင်နေတဲ့ သူ့အဖေဖုန်ကြီးရှိမှပေါ်လာပါတော့တယ်။သူ့အသက်ရှိတဲ့နှုန်းကကုသိုလ်လုပ်ဖို့တီလာဆောက်တည်ဖို့တခါမှစိတ်မကူခဲ့လို့သူ့အတွက်အမျှတန်းပေးဝေဖို့အတွက်ကိုသူ့အဖေကိုတောင်းဆိုလိုက်ပါတော့တယ်။ဒါကြောင့်သူကမကောင်းတဲ့ပုံပေါ်ကိုရောက်နေပြီးတော့ကံမကုံမချင်းဝေကျွေးတွေကိုလှဲ့လှဲ့ပြီးပေးဆက်နေရပါတော့တယ်။အဖေဖြစ်တဲ့ဖုန်ကြီးကတော့နေ့စဉ်နေ့တိုင်းဇော်ဇော့အတွက်အမျှတန်းပေးဝေပြီးတော့မေတ္တာပို့သပေးနေပါတယ်။နှစ်ပေါင်းများစွာကြာတဲ့အထိမေတ္တာပို့သပေးနေတော့ဇော်ဇော့ရဲ့ဝိညာဉ်ကပို့ပြီးတော့လင်းလက်တောက်ပါလာပါတော့တယ်။ တနေ့နေ့မှာစောစောကန့်ကုန်ပြီးတော့လက်ရှိဘဝကဒုက္ခဆင်းရဲတွေကိုခံစားနေရတော့မှမဟုတ်တော့ပဲဒီထက်ပိုကောင်းတယ်တခြားဘဝကိုသွားပြစ်နိုင်တော့မယ်လို့မျှော်လင့်နေခဲ့ပါတယ်။သင်ရောတေလွန်ပြီးနောက်ဘဝတကယ်ရှိရဆိုတာယုံကြည်ပါသလား။အောက်မှာကွန်မန့်လေးတွေမှတ်သွားခဲ့ပြီပေါ့။ဟုတ်ကဲ့ကျွန်တော်တို့ရဲ့စင်စနစ်မှုကိုဒီမှာပဲရန်နာဝေးပြုပါခင်ဗျာ။ကျွန်တော်တို့စင်စနစ်တာကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီပါလို့ပြတဲ့ခံကြပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။